မင်္ဂလာပါ The Great Godzilla Drama ဖြစ်ပါတယ်။တင့်အတွက်မနက်ဖြန်ငွေကြေးကန်ချင်းလေးကိုဖတ်ကြားပေးမြဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်ချင်းလေးအားဖြင့်အတော်လေးကောင်းမွန်နေတာမျိုးတွေ့ရပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ကံကောင်းတဲ့ နော်ကိုထငယ်တဲ့သူတွေစီကတော့မှာပဲကိုကပေါ့နော်ငွေကြီးတွေရရှိနိုင်နေဆိုရာမျိုး တွေ့ရပါတယ်လုပ်ငန်းလုပ်ကန်တဲ့သူတွေအနေနဲ့ငွေကြီးကန်ကောင်းနေဆုံးပြီလို့ထင်တဲ့ငွေကြီးတွေပြန်ရတတ်တဲ့ရဝေးကနေပြီးတော့နိုင်ငံအခြားနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ကိစ္စတွေဟိုးဝေးကြီးကနေပြီးတော့ငွေကြီးတွေဝင်ကိန်းရှိတယ်ဆိုရာမျိုးတွေ့ရပါတယ်အလောက်ကန်နဲ့ပတ်သက်ပြီးတော့လည်းအလောက်လျှောက်ထားတဲ့သူတွေမနှက်ဖြတ်မှာသတင်းကောင်းကြားရခြင်းရှိတယ် အဓိကအားဖြင့်အလုတ်ကင်ကပေါ့နော်ခရီးသွားလာရေးနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေတို့နော်အဝေးကြီးမှာသွားလို့ရမယ့်အလုတ်မျိုးတွေတို့ဒါမှမဟုတ်လို့ရှင်လူမျိုးခြားဘာသာခြားနဲ့အာပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေပေါ့နော်အဲ့လိုမျိုးလုပ်ငန်းတွေနဲ့ဆက်ဆက်ပြီးတော့ရှောက်ထားတဲ့သူတွေပို့ပြီးတော့ပေါ့နော်အလားအလာအခွင့်အရေးရှိရဲဆိုတာမျိုးတွေ့ရပါတယ် အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့เนาะမနှက်ဖြာမှာမလုပ်ဘူးတဲ့အလုပ်တွေကိုလည်းလုပ်ရတတ်တယ်။မမြင်ဘူးတဲ့သူတွေနဲ့ပတ်သက်ရတတ်တယ်။လူမျိုးခြားဘာသာခြားနိုင်ငံခြားရပ်ဝေးမြေခြားနဲ့ပတ်သက်ဆက်ဆက်ပြီးတော့လုပ်ငန်းတွေလုပ်ရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်။နောက်တစ်ခုကပါလဲဆိုတော့တိတိတတနဲ့မနှက်ဖြာမှာပေါ့နော်။အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုအပြိုင်ဆိုင်နေရှိတာမျိုးကိုလည်းအရင်တော့ကမသိခဲ့ပေမဲ့ပေါ့နော်။အခု အဲကြားသိရတဲ့ကိစ္စမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကတော့မအောင်မြင်ဘူးလို့ထင်တဲ့ကိစ္စတွေအောင်မြင်နိုင်တဲ့အတွက်ကြောင့်မလို့ဒါကတော့ဝမ်းသာစရာအဲအကြောင်းတရားတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ငွေကြေးတွေလည်း အဆုံးရှုံးသွားပြီလို့ထင်တဲ့ငွေကြေးတွေလည်းမနှက်ပြန်မှာပျော့ပျော့ကြီးပေါ့နော်လက်ဝဲပိုင်ပိုင် ပြန်လဲရရှိတတ်တယ်ဆိုတာမျိုးတွေ့ထားပါတယ်အကလေးတငယ်တွေအနေနဲ့လည်းလူကြီးသူမတွေစီကမုံပိုးတွေရနိုင်တဲ့အတွက်အလွန်ပျော်ရွှင်ရမယ့်နေ့တစ်နေ့ဖြစ်တယ်ဆိုတာမျိုးတွေ့ရှိရပါတယ်နော်ဒါကြောင့်မလို့ဒါအတင်တော်မနှက်ပြန်ငွေကြေးကံ ဖြစ်ပါတယ်စားစားရကံကောင်းကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ဒီကုန်းချုပ်လိုက်ပါတယ်